အတိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာ အမုန်းပွားရင် အရှုံးများတာလေကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလဲရံများတာပဲလေတရားရုပ်ကို မုန်းလိုက်လို့ကိုယ်လည်းအကျိုးရှိ သူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့မုန်းဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လား တရားရုံးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင်မကျင်မနှက်ချက်တွေများနေရတယ်ဆိုရင် ကိုယ့်ဘက်ကပဲအပြီးဖြက်လိုက်ပေါ့တန္တရာအဆက်ဆိုတာကိုဖြက်မှပြတ်မှလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကျင်နှက်လို့ကိုယ့်ဘက်ကပြန်တုံပြန်ရင်လည်းတန္တရာက ရှင်းနေကြအောင်မှဆိုတော့များများမကျင်နှက်လေလေမြန်မြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင် အဆုံးသတ်လဲမြန်မာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘသူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုပေးဖယ်ဘဝတန္တရာခရီးမှာအကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖျက်လိုက်ပါ အပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲ အပြီးထားလို့အဆက်မှန်တဲ့မြတ်ဖျက်လိုက်ကြဖို့ပဲပေါ့အန္တရာအဆက်ဖြတ်ဖို့ပါပဲ။ ဘုရားဘာသာရေးမှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလိုဒိတ်အနာကပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးလည်းပဲဘုရားဘာသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရအောင်ကာလကိုပယ်ရင် तू ကဒိတ်ကြီးအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရအောင်အကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိတ်ကြီးဆိုပြီးတော့ ဘာမှမရှိဘူးဆိုတဲ့အယူဝါဒတွေဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိမဖြစ်တော့ဆက်တတ္တဝါတွေမှာအတိတ်အတိတ်ကြောင်းတရားတွေကြောင့်လူတယောက်နဲ့ပတ်သက်တယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဆွေးပြီးတော့ဘူဆွေးနေရတဲ့သူတွေရှိတယ်။နာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်။အတိတ်နာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကအကြဆုံးကပစ္စုပန်ကာလ။ present life ပဲဒီဘဝနဲ့ပြောမစင်။နောက်အနာဂတ်ဘဝဒီဘာဖြစ်မယ်ဆိုတာမသိဘူး။အတိတ်ဘဝဒီဘာဖြစ်ခဲ့ဆိုတာမသိဘူး။ပစ္စုပန်ဘဝဒီဒါလည်းရင်တိကျဆုံးနဲ့မှန်ကန်ဆုံးဖြစ်သစ္စာဘဝပဲ။ဆိုတော့အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရတယ်။အနာဂတ်ကိုမျှော်မှန်းပြီးတော့လဲဝေဝါးနေလို့ပူဆွေးနေလို့တော့ကဖြစ်နေဖို့မဟုတ်ဘူး။ပစ္စုပန်တည့်တည့်မှုရှုပြီးတော့ပစ္စုပန်တည် ဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်ပဲဆိုတော့အတိတ်တည်းကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွေ့အကြုံအတိတ်အကြောင်းတရားတွေကိုတားရေးလျှောက်တွေးပြီးတော့ပူဆွေးတော့ကဖြစ်နေမဲ့အစားပစ္စုပန်တဲ့တယ်မှာအနာဂတ်ကိုဘလို့ပုံဖော်မလဲဒါကအရေးကြီးတယ်ဒီလိုပဲဒီပစ္စုပန်ဘဝမှာလည်းပဲ तू ကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ပစ္စုပန်ဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ် နည်းဆုံးအတိတ်ဆိုတာကမနည်းရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တယ်ကြံခဲ့တဲ့အချိန်တိုင်းအချိန်ရတယ်အနည်းဆုံးအတိတ်အနည်းဆုံးအတိတ်ဟိုးဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင်ပစ္စုပန်အနည်းဆုံးဘဝမှာပဲကြည့်လိုက်အောင်ပစ္စုပန်ဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်လူတွေတော်တော်များများကအတိတ်ကိုတွေးပြီးတော့ပူဆွေးနေတယ်ဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာပဲ လူတော်များများကောင်းတဲ့အတွေးဆိုရင်တိတ်မတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့တယ်မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနွေးပြီးတော့ကုသေသောကဖြစ်နေကြရပြီအနာဂတ်မှာအဲ့ဒီအတွေးတွေပါတစ်ခါတည်းယူသွားတော့ဒီတိတ်ရဲ့တရားမှုကအနာဂတ်ဒီဘဝဒီပါပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူးလူတယောက်ကိုမုန်းတယ်တစုံတယောက်ကိုမုန်းတယ်တစုံတစ်ခုကိုမုန်းတယ်အဲ့ဒီမုန်းတယ်ဆိုတာကြီးကထက်ခါတကမုန်းရင်မုန်းနေတယ်အတိတ်အမုန်းတရားတွေက တန်တရာအထိပါသွားတော့တချို့ဆိုရင်အဲ့အမုံတရားနဲ့စုတွေတောင်းရင်တောင်းနေအမုံကြောင့်တန်တရာတွေရှိတာသူမုံလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရာလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ကြက်ကြက်မုံနေရင်ကြက်ကြက်မုံနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်တန်တရာလည်းမစုံကြက်ကြက်မုံလာရင်ကိုကကိုကဖြတ်ပလိုက်တယ်တန်တရာကိုကိုကဖြတ်ပလိုက်မှသူနဲ့မစုံတော့ဘူး ချက်ချက်မုန်းလို့ချက်ချက်ပိုဆုတွေတောင်းချက်ချက်ဒုက္ခတွေဖြစ်အောင်ကိုကဆန္ဒတွေရှင်အဲ့ဒီအမုန်းကပို့ပြီးတော့တန်တရားရှေ့ပြီးနောက်အနာဂတ်ထိပါသွားတော့လာတိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်အယောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ယောစင်ရှိတယ်မုန်းလို့တွေ့လို့တန်ယောစင်လည်းရှိတယ်လူတွေမှာတန်ယောစင်လို့ပြောရင်ချစ်တာကိုပဲတန်ယောစင်လို့ထင်တာအမှန်ကမုန်းနေတာလေတန်ယောစင်ပဋိကတန်ယောစင်ဆိုတော့ ဖြစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရနေအမုန်းတိုင်ရောဆိုဆိုတော့အပြည့်ရောကိုတာကြီးမုန်းနေစင်တာဘုန်းကြီးတို့ကတိုင်ဟုတ်စင်ရှိလို့မုန်းနေဘူးပြောတာဟုတ်စင်ရှိလို့မုန်းနေတာအဲ့တော့အမုန်းတိုင်ရောစင်လည်းဖြတ်ပလိုက်မှာကြက်ကြက်မုန်းနေရင်ကြက်ကြက်မစုံခြင်းနဲ့လေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်တယ်။မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာ။တခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာသရေထားပြီးစုတွေတောင်းကြတယ် စတောင်းရအဲ့ဒီတန်တရာကသူကလည်းတောင်းကိုကလည်းတောင်းတော့တန်တရာရှိဘုရားစာပြီးတော့ဘုရားဘာသာတော်တော်များများကဗာလေးပဲလို့လို့ဆုတောင်းတာတော့ဝါသနာပါကြတယ်ဆုတောင်းတာတော့ဝါသနာပါရတမီးစားဘုရားလည်းဆုတောင်းလိုက်တော့အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းများပါဖျားပါလို့ညာဖျားပါလို့ညာမြတ်ချောအိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ကောင်းမှုရဲ့သဘောကလည်းပဲအကျိုးပေးတန်ရင်တော့ ပေးတော့ပေးမှာပဲဒါပေမဲ့ပေးရမယ်လမ်းကနေသွေးဖယ်ပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲဒီတောင်းတဲ့အတိုင်းဖြစ်တာအကျိုးသမီးစားဘဝဆိုရင်လူဓာလေးနဲ့နဲ့နဲ့ဒီကုသိုလ်ကောင်းမွန်ကြောင့်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူတိုင်းမျိုးစုတာနော်ရုပ်စွာအစုံဟိုငှက်ပစ်တာတော့ငကိုင်းနဲ့နားပြရစီတော့ဒီလိုဆုတောင်းလိုက်တော့ကုသိုလ်ကောင်းမွန်ကသူ့ဟာနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငါဘဝမှာအတူတူသွားဖြစ်ရောတခိုင်းနဲ့သွားတော့နားရတာပဲ ရောက်ွက်တဲ့လေးခွာနဲ့ပြတဲ့ကောင်းနဲ့တော့တို့လို့အဲ့တကိုင်းနဲ့လည်းပြုတ်ကြောက်ဆိုတော့စတောင်းနေမှားလို့တန်တရားတွေကရှေ့ပြီးတော့တန်တရားတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒုတိယမှာတောင်းနေဖြစ်ပါလေဖြစ်ပြရစညာလေးဖြစ်ပြရစတောင်းကြဘုန်းကြီးကတော့စတောင်းတဲ့အထက်မှာအဲ့ဒီဖြစ်ပြရစီလို့စတောင်းတာတဲ့မဖြစ်ပြရစီနဲ့စတောင်းနေစတောင်းနေတော့ပိုကြိုက်တယ်ဒုတိုင်းကဖြစ်ပါစီလို့စတောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစီနဲ့လို့စတောင်းနေတဲ့ သူတော်ဘောင်းကြီးတပါဘောင်းကြီးတော့ဇတ်ဇတ်တော်ထဲမှာဖတ်ဘူးလေအဲ့ဒါကန္နဇတ်ဆိုကန္နဇာတကလေကန္နဇတ်ဆိုတော့ဘုရားလောင်းကန္နရဲ့တေဘဝဘုရားလောင်းကန္နရဲ့တေဘဝကကန္နဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ရောအသားမဲတဲ့အတွက်ရောကန္နရဲ့တေလို့လူတွေကခေါ်တာဘုရားလောင်းရဲ့တေကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုရားအဲ့ဒါလေးတခါစဉ်းစားကြည့် သူတွေအသားမဲတယ်အသားမဲတယ်လို့ပြောတာလို့တကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအရေပြားမဲတာပါလားအသားဖြူတာမဟုတ်အရေပြားဖြူတာအသားပေါ်မှာအရေပြားဖုံးတာရေပြားကိုခွာခြင်းအသားမဲတယ်အသားဖြူတယ်ဆိုတာမရှိတော့ဆိုတော့လောကလောကဟောတာအသားမဲတယ်လို့ပြောပြီးမှအမှန်ကတော့အရေပြားမဲတာအရေပြားမဲတော့အဲ့ကန္နရေသေးရလဲအရေပြားမဲတာဒါပေမဲ့ဘုရားလောင်းကန္နရေသေးအသားမဲတဲ့ရေသေးဆိုတော့ ဲ့လိုကန္နာယသိခေါ်ရင်ခေါ်ရင်တဲ့ဒီနေ့တော့ကုသိုလ်ကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်တဲ့ဇာမင်းရဲ့ကြောက်ဖြာပူလာတာကန္နာယသိရဲ့စွန်းအားနဲ့ဇာမင်းကြောက်ဖြာပူလာတော့ဇာမင်းကလည်းလူပြည်မှာကြောက်ဖြာပူရင်ကြောက်ဖြာသူ့ကြောက်ဖြာပူလာရင်သူကလူပြည်လှမ်းလှမ်းကြည့်ဘယ်သူများငါနေရလူမလဲလူတွေမပြောတဲ့ဇာလည်းနေရပြောက်မှာကြောက်တယ်နော် အဝါဒမစ်စတရားတိတ်ကြောက်เสียကောင်းလူတွေတော့ကိုယ့်နေရာပြောက်မှာမပြောနဲ့ကိုစိုးရိမ်တာမပြောနဲ့ပညာမင်းတော်မှာနဲ့ပြရနေတော့ဩသူ့နေရာလေးပြောက်မှာဆိုလို့တောက်ကြောက်ဖြာပူလိုက်ရင်အောက်ကိုဆန့်လန့်ကြည့်ရဘူးသူဘာလုပ်နေလဲအဲ့တော့ကာဏယသိကုသိုလ်ကောင်းမယ်လို့တဲ့ချင်းပညာမင်းကလူပြရနဲ့ပြလန့်ကြည့်တော့နဲ့ပြကြောက်ဖြာပူလာလူပြလန့်ကြည့်ဟာဘသူနေလဲဆိုကာဏယသိဖြစ်ကာဏယသိပြီးတော့ဒီယသိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းဝင်လုပ်နိုင်မှမသိသွားဆောင်စားအောင်မယ် ပြပြစင်းလာပြီကာဏယတိကာဏယတိခေါ်တော့သူကဗမာလို့ဆိုယတိမဲကြီးပေါ့ဒီနေ့ခေတ်စကားနဲ့ဟဲ့ကလာယတိနေမှာပေါ့ဆိုယတိမဲကြီးလို့ခေါ်တော့ဘုရားတော်အပြန်ပြီးတော့ပြောတယ်ကာဏယတိကပဇာမင်းကနကံတော်တဆတာဟောတိတန်တော်တာတော်ဟိပြမနောယတမင်းပါပါနိကံမာနိတဝေကံတော်သူစံပတိဒီစကားလေးရဲ့ သုဇံပတိသုဇံပတိအမိရတဲ့တရားမင်းနဲ့တသတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နတ်ကံတော်အမဲလို့ပြောလို့မရဘူး။ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့။အန်တော်တာရောဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ။နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ယတမေပါပါနိကမ္မာနိယတမေအချင်းပုဂ္ဂိုလ်၌ပါပါနိကမ္မာနိမကောင်းတဲ့အကုသိုလ်ကံတွေရှိနေတယ်။တတမေ ထိုမကောင်းမှုရှိနေပုဂ္ဂိုလ်ကလည်းသဝေစင်စစ်ကံတော်အမဲလို့ပြောတာပါအကုသိုလ်တွေနဲ့ပြည့်နေတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုတော့ဘုရားအလောင်းကကဏ္ဍရဲ့ပြန်ပြန်ပြောတော့အရာမင်းကောင်းပါပြီကောင်းပါပြီမခေါ်နဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရသိကဏ္ဍရဲ့ကုသိုလ်ကောင်းမှုတွေတော့အများကြီးလုပ်နေတာ ဘာဆိုရမြန်တောင်းလို့လဲဘာရမြန်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာမြန်လူမလားသူ့နေရာတောင်းတဲ့စွမြန်ပါမလားလို့ဘုရားလောင်းကန္နာရဲ့သိမေးတာတရားမင်းပြီးတော့မှဘုရားလောင်းကပြန်ပြောတယ်ဈာမင်းရေဘယ်သင်ပေးလို့လားဖြေရမယ်တဲ့ငါတောင်းတဲ့စုတွေရတော့စု၄မျိုးတော့တောင်းတယ်တဲ့ဘာစုတွေ၄မျိုးတောင်းလဲဆိုရင်သူနေကောတန်းသူနေဒောတန်းနေလောပန်ဟုတ်တိမတ်တနော် သိနေရမဘိကင်ခာမိအတေမစ္စတူရောဝရေယမင်းရဲ့ငါတောင်းတဲ့စုလေးမျိုးပါတဲ့သူနဲ့ဂေါထဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဂေါထဆိုတဲ့အမျက်မထွက်ပြရစေနဲ့ကိုရီးယားဘာလေးဖြစ်ပြရစေလို့စွတ်တောင်းနေတဲ့ကြားထဲမှာဖယားလောင်းကန်တာရဲ့ပြတောင်းတာကမဖြစ်ပြရစေနဲ့ဟောသူတို့အတူတူပဲဒါပေမဲ့ဖြစ်အောင်စွတ်တောင်းသူနဲ့ဂေါထဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဂေါထဆိုတဲ့အမျက်မထွက်ပြရစေနဲ့တော့ အမျက်မထွက်ကျင်တော့ဘူးလေအမျက်ဆိုတာက ပါဠိလိုကောတာမြန်မာလိုဆိုတာအမျက်မရပင်ကတာမြက်အမျက်ဆိုတာဘာလဲဆိုတော့စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ဖြစ်ပြီးလက်မထိပ်ပြီးစူးစူးတဲ့အခါမှာအဲ့ခြေတွေလက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ကြည့်ရင်မြက်တက်တက်လေးဖြစ်နေတဲ့သဘောအဲ့တော့အမျက်လို့ပြောတယ်ဘာလဲလက်တွေ့ဘဝထဲမှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားရ ရင်ထဲမှာမကြည်မနှက်ဖြစ်နေသလားငါတလောက်လုပ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာပေါ့တနည်းအားဖြင့်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြည်တာအစာမကြည်တာတွေကိုခေါ်တာလို့ဆိုတော့အဲ့အစာမကြည်တာလေးမျာ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 းလာရင်သူကမကြည်နှက်ချက်လေးတွေစူး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 ထားရင်တော့အညှိုးတည်တယ်နောက်ဆုံးမခံစားရင်တော့ပေါက်ကွဲသွားတော့ဒေါသအစင်ရောက်သွားတယ်ဆိုတော့ခေါ်တာဆိုတာဒေါသအသေးစားလေးပဲ ငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမြက်လေးတွေမဖြစ်ချင်တော့ဘူးအိတ်ဆူတောင်းမှာမဆူတောင်းနေတရားမင်းညကောင်းပါပြီဒါလည်းကောင်းပါတယ်သူသူ့နေရာမထီတော့ဝမ်းသာวะတရားမင်းကောင်းပြီနောက်တစ်ဆူပါဆူတောင်းပြီလေသူနေဒေါသန်းနဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တို့ဖြစ်ပြရစီလို့ဆူမတောင်းကာဏယတိကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစီတော့နဲ့ဒီလိုဆူလေးပဲတောင်းပါတယ် ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားလေဘုရင်တို့ကုသဉ္စတော်ကောင်းနေကုသဉ္စနေရတဘာဝဒေါသချီးတော့ဒေါသအလျောက်ဟိုအညုတိအာဃာတံတောင်းလိုက်တဲ့စုတရားလေငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညုတိတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့သူ့တွေတအားတောင်းတဲ့အခါကျအဲ့ဒေါသအလျောက်ပို့ပြီးတော့တန်ညာရှိရတယ် ဘုရားလမ်းပန်းနိုင်တဲ့အဲ့လိုမတောင်းတော့ဘူး။သူနေဒေါသန်းဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစေနဲ့တော့။ဒေါသရဲ့အတိတ်နဲ့ကိုသူကောင်းမှုတည်သွားတာ။ဒေါသကပူရာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်။ပြီးရင်ပတ်ဝန်းကျင်ကိုပူတယ်။ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲ။အခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာ။ တရားကိုစေဆိုတာပဲသာသမီကိုစေဆိုတာတပည့်ကိုစေဆိုတာတငယ်ချင်းကိုစေဆိုတာအထက်ကလူကြီးကိုစေဆိုတာအောက်ကလူငယ်ကိုစေဆိုတာဆိုတာကတော့ဒေါသသူ့ကိုစေဆိုလိုက်တာမပူလားကိုကပူတာအာဝစီရမဆိုတာကသူများကိုဆိုတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာ သူများကိုဖြစ်တာရလိုက်တာခံစားတာကိုကခံစားရတာဒေါသတွေထွက်တာသူများကိုထွက်တာ ိုကခံစားရပြီးရင်ကိုကြည့်သူများမှခံဒေါသနှစ်ပွက်လုံးပို့တာပဲမေတ္တာကြတော့စန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာဘောတို့ဘေးရန်ကင်းပါစေကိုစနေကင်းပါစေစင်ကင်းပါစေဘေရုမေရုစသဖြင့်ကိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးကိုပို့လိုက်တာကတော့မေတ္တာတွေသူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတာထားကိုကတော့အရင်ငင်းအင်းသွားတာ ေတ္တာကသူများကိုပို့တာညတော့ကိုရတယ်သူလည်းရတယ်ဒေါသကသူများကိုထွက်တာခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်စဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ကဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆုတောင်းတယ်ငါတခြားဆုတော့မတောင်းဘူးလေသူ့နေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမထွက်ခြင်းတော့ဘူး तू ကတက်ကြမုန်းနေနေသူ့ရဲ့တန်ត្រာကို तू အဲ့လိုဖြတ်ပလိုက်တော့လားသူများကို တန်ညာအရှိမခံတော့ကိုကတရားရုပ်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်တော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ညာမရှိတော့ဟာကောင်းတာပဲတဲ့ဒီဆူတောင်းလေးနဲ့ကြားမင်းအဲ့သာတပါဆူလေးတောင်းတယ်နေနောဘံဥတီမတ္တနောတဲ့ငါကတဲ့တတရားဆူတောင်းတာလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိတ္တမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးဆူတောင်းတယ် ့ဩတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တောင်းတာတစ်ခါကျရင်လုတ်တဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့ဆူရအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာလောဘဥစည်းတောင်းကြလူကျင်တာအများဆူကမတောင်းလဲပြည့်မှာပဲကိုလုတ်တဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့ဆူတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့ဆူလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့ အဲ့ဒီပြည့်တဲ့အကျိုးပေးတွေကလည်းတန်တရာကိုရှေ့စေတာကိုသူကဒါနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရာရှေ့သွားတယ်ဒီကုသိုလ်ကြောင့်မင်းဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါဆွတ်တောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခက်မသိအောက်တော်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာပိုရှေ့တော့လောဘအလိုလိုက်ပြီးတော့လောဘအနေဆောက်မတောင်းတော့ဘဲနဲ့ လောကကထွမြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့စုမျိုးကတော့ဝတ္တနေတိတဝတ္တနေတိတဆိုလုကဝိစနိယနဲ့ကင်းလို့အောင်တောင်းလိုက်တဲ့စုမျိုးဒါရောလောဘမဥစီတော့ခုနကကုသလစ္ဆန္ဒကောင်းတဲ့စိတ်ကလေးဥစီပြီးတော့တောင်းလိုက်ဖြစ်တဲ့အတွက်သန္တရာမရှိတော့ညောလောဘကြောင့်လူဟာဟိုအယူတစ်ပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲ လောဘရဲ့သဘောကိုဖះလောက်ကံနရဲ့တေကသဘောပေါက်သွားတဲ့အခါကျသူကဆွတ်တောင်းနေဖြစ်လျက်ဘဝတိုင်းဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြစေတော့နဲ့ဒီဆွတ်တောင်းလေးတောင်းလို့စကြမယလေးကျင်းတဲ့အော်မဆိုးပါဘူးဒါလည်းပဲကောင်းတာပဲတန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညိနာပေါ့အဲသူ့နေရာသူမထီတော့ဘူးဆိုတော့သူကဝမ်းသာတယ်တကြမယ်။ကောင်းပြီနောက်တစ်ပါဆွတ်တောင်းနေငါနောက်တောင်းတဲ့ဆွတ်တောင်းဆွတ်တောင်းလေးတစ်ခုကတော့တဲ့ သိနေရမပိကင်ခာမိဖြစ်လျာဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့တော့မချစ်ချင်တော့ဘူးလေချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆုတောင်းတယ်ဟုတ်ချစ်ချင်းမချစ်ချင်တော့ဘူးချစ်ရတဲ့သဘောကိုဟိုကန္နယတိဘုရားလောင်းယတိကဘလို့ချင်တော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့ဆိုတော့ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလား ဘုန်းကြီးဟိုတနေ့ရတော့စာလေးရေးဖို့ဩသူချစ်ကိုမရှာနဲ့ဟိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာအဲ့လိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းတယ်သူချစ်ကိုရှာဘုန်းကြီးကတခါပြောပြကလေးမလေးအေးနင်တို့ကကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာတယ် သူကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူးဟောသူချစ်ကြည်ပဲရှာတော့လေကိုကမချစ်ပြန်တယ်မချစ်တဲ့သူနဲ့အတူနေရရင်လည်းသူကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဘုရားကဟောချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲအဲ့အချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခပဲ ဆိုဘယ်ချစ်မြတ်မကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းချစ်ခံရတာလည်းပင်ပန်းတယ်ချစ်ရတာလည်းပဲပင်ပန်းတယ်ဆိုတော့ဘုရားလောင်းကံတိုင်ရဲ့ပြမချစ်ချင်တော့ဘူးအချစ်ချင်တော့ဆိုမမုန်းလည်းမမုန်းညာအဲအချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့တယ်ဆိုတော့ဘုရားလောင်းကံတိုင်ရဲ့တယ်ပြောလိုက်တဲ့အခါကျတော့ဩကြားမြင့်ချိနဲ့ဝန်သားလိုက်တာသာဓုသာဓုခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုရင်တက်သွားပြောချင်တာက လူစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေကြားထဲမှာအော်ဖရာလောင်းတို့တော်ကောင်းကြီးတွေကမဖြစ်ပြရစီနဲ့ဆိုတောင်းတာဆိုတန်ត្រာကိုသူ့ဟာသူအဆက်ဖြတ်တာပဲတန်ត្រာကိုအဆက်ပြဒါကြောင့်မို့တို့ရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မချိမနဲ့တွေဖြစ်တယ်တရားနဲ့ပတ်သက်တိတ်ပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်တန်ត្រာကိုကိုယ်အရှိချင်းမလားတူချင်းတာလားစဉ်းစားတန်ត្រာမရှိချင်းတော့ဘူး ဆိုရင်ကိုကဖြတ်လိုက်ကိုကအရင်စဖြတ်လိုက်တိတ်မုံနေတယ်တိတ်မစုံကျင်တော့ဘူးဘယ်တော့မှလည်းမတွေ့ကျင်တော့ဘူးဆိုရင်များများမုံနေများများဖြတ်နိုင်အောင်ကြိုးစားလိုက်ပဲကိုဘကမုံလို့အမုံတရားနဲ့ပြန်တုံ့ပြန်တန်တရာရှည်ပြီးတော့နောက်တစ်ခါပြန်စုံအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ပြီပဲဘဝမှာလူတရားကိုတိတ်ပြီးမုံလို့အခဲမကြေဖြစ်လို့တိတ်ပြီးခံစားရရင်အကျင့်မနဲ့ဖြစ်နေတယ်ဆိုရင် သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ဘဲနဲ့သူနဲ့မစုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်တော့ကိုဖြတ်ရင် ကိုပြတ်သွားတာတန်တာအဆက်ဆိုတာက ကိုဖြတ်မှပြတ်တာတကယ်တမ်းကျတော့တတ္တဝါတွေတန်တရာတွေကိုလေအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကလှုပ်ထားတန်တရာရှီအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကရှီအောင်လှုပ်ထားတန်တရာရှီအောင်လှုပ်ပြီးတော့တန်တရာဒူအောင်လှုပ်နိုင်တာလဲကိုပဲဖြစ်တယ်သူရကိုတန်တရာကိုကိုကဖြတ်မှာ မြတ်စွာဘုရားကတော့နာယီဝေဒနာဝေဒာနိတမ္ပန္တိတကုဒါစနအဝေဒနာစာဝေဒာနိအင်သဓမ္မောတဏ္ဍတောလောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ယတနာညင်းအင်းသွားမှာမဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငိမ့်တော့ဘူးတဲ့အဝေဒနာစာဝေဒာနိအင်သဓမ္မောတဏ္ဍတော ရန်ကိုရန်ချင်းမတုံ့မသာလဲအမုန်းတရားကို အမုန်းတရားနဲ့မတုံ့ပြန်မသာလဲရန်ဆိုတာငိမ့်သွားတာမကျင်နဲ့လို့မကျင်တဲ့ချက်နဲ့ပြန်တုံ့ပြန်သန္တရာပဲရှိမုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်သန္တရာပဲရှိမှာဖြစ်တဲ့အတွက်သန္တရာတွေမရှိခြင်းတော့ဘူးမစုံခြင်းတော့ဘူးဆိုရင်ကိုကပဲပြန်ပါလာတော့တခါတည်းကဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမစုံခြင်းတော့အောင်ဖြစ်သွားတာလေအများကြီးရှိတယ် ဘယ်တော့မှမစုံညင်းတော့ဘူးတန်တရာလည်းမစုံညင်းတော့ဘူးလည်းမစုံညင်းတော့ဘူးယူရီကသမီးစားဘဝလာချိစခင်စားမို့လို့ဟိုဖြစ်နေရဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆူတောင်းကြအိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုသူသူ့ကြောင်းနဲ့သူကိုကြောင်းနဲ့ကိုတိတော့နောက်ဘဝဒီတကာကြီးနဲ့ဆုံညင်သေးလားဆိုမဆုံညင်တော့လို့များတယ်နောက်တကမာကြီးရလည်းနောက်တကာကြီးနဲ့ဆုံညင်သေးလားဆိုမဆုံညင်တော့ဘူးများတယ်ဟိုသမီးစားဘဝ ဟိုစိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံမြင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံမြင်တော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖျောက်ခြင်းလဲဆိုရင်တန်တရာကိုဖျက်ခြင်းလဲဆိုရင်ကိုကပဲဖျက်ရပါကိုကပဲရှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှည်တယ်ပြိတ်ပြီးတော့ကြက်ကြက်မုန်းလေလေသူနဲ့ ကိုတန်တရာအဆက်ကိုပြတ်နိုင်အောင် ဖြတ်ရလေလိမ့်မယ်အဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုတ်ပြန်လဲကိုကတုံ့ပြန်စရာမလိုဘူးကိုကသာကိုကိုရဲ့အမုန်းတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေကိုသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မြောက်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါပြီ။ပြစ်စုံပိုင်းတဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် တန်တရာတဲ့စက်တွေမရှိခြင်းတော့အောင်မုန်းနေကြပြီဆိုရင် သူ့ကိုလည်းဘာမှတုံ့ပြန်စရာမလိုပဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပြစ်စုံပိုင်းတက်တဲ့ လှုပ်ဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုန်းတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုန်းတရားကိုပစ္စုပန်အထိယူမလာပဲပစ္စုပန်မှာခွာချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပစ္စုပန်တက်တက်မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထက်တတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်